နောက်တစ်ပုတ်ကတော့ Facebook ရဲ့ Meta ကုမ္ပဏီပိုင်ရှင် Mark Zuckerberg နဲ့ဒီကောလိပ်ကြောင့်ငါဘွဲမရပဲထွက်ခဲ့တဲ့ Alexander Wang နိုးပေါင်းပြီးတော့ Super AI စီမံကိန်းစတင်မဲ့အကြောင်းဖြစ်ပါတယ်။ Facebook ကိုပိုင်တဲ့ဒီ Meta ကုမ္ပဏီက Super AI ကိုဖန်တီးဖို့ Scale AI ကုမ္ပဏီမှာ American Dollar 73.4 billion ယင်းနှမြုံနှံလိုက်ပါတယ်။ Meta ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ Mark Zuckerberg ကတော့ဒီသူ့ကုမ္ပဏီကို2025ခုနှစ်အတွင်းမှာ AI နဲ့ပတ်သက်လို့ယင်းနှမြုံနှံမှုအကြီးအကျယ်လုပ်မယ်လို့ Nissan Grey ကပြောခဲ့တာဖြစ်ပါတယ်။အခုတော့အပြောနဲ့အလုပ်ထပ်တူဖြစ်ခဲ့ပါပြီ။ Zuckerberg နဲ့အတူ Super AI ဖန်တီး းလှုပ်ဆောင်မဲ့နောက်ထပ်ရင်းနှီးမြှုပ်နှံသူကတော့ Meta ကဝယ်လိုက်တဲ့ Scale AI ဒီပိုင်ရှင် Alexandra 1ဖြစ်ပါတယ်။သူကတော့ Meta နဲ့အတူ Super AI ကို တွဲလှုပ်ဖို့ Scale AI ကုမ္ပဏီကထွက်လိုက်ပြီး American Dollar 14.3ဘီလီယံရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ်။သူဟာ MIT ဆိုတဲ့စက်မှုကောလိပ်ကနေပထမနှစ်မှာပဲထွက်လိုက်ပြီးတော့ Scale AI ကုမ္ပဏီကို ထူထောင်လာခဲ့တာဖြစ်ပါတယ်။စုစုပေါင်း ဒေါ်လာ26ဘီလီယံမြုပ်နှံထားတဲ့ဒီ super intelligent သုတေသနဌာနကို Meta ရဲ့မူလသုတေသနလုပ်ငန်းကနေခွဲထွက်ပြီးတော့တီးခြားလှုပ်ဆောင်มาဖြစ်ပါတယ်။ Zuckerberg ကတော့ Meta ရဲ့ AI ဟာထူးခြားကောင်းမွန်ပြီးလူပေါင်းတန်းတထောင်ကိုအလုတ်ကျွေးပြုတ်မယ်လို့ဆိုပါတယ်။ဒီနှစ်ဟာ AI အတွက်တော့အဆုံးဖြတ်ပေးရမယ့်နှစ်လည်းဖြစ်တယ်လို့ Zuckerberg ကပြောထားပါတယ်ရှင်။